င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုပ်မြင်သံကြားညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းကမ္ဘာသတင်းနဲ့အာဆာသတင်းတွေကိုလည်းရှုစားကြပါပါခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းတိဘောမြို့နယ်လောင်ခွန်ရွာအထိစစ်ကောင်စီတပ်တွေရောက်ရှိနေပြီလို့ဒေသခံတွေစီကနေသိရပါဗျ။လက်ရှိမှာကျင်းတီတရားနီးတိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတပ်တွေကလောင်ခွန်ရွာကိုရောက်နေပြီလို့ဆိုပါရယ်။ ဒေသခံတွေကတိုက်ပွဲနှိကလာသလိုလေချောင်းအနှည့်ရဲ့ဆိုးရိမ်နဲ့အတွက်ရှောင်းတိန်ကုန်ကြပြီဖြစ်ပြီးစစ်ကောင်စီတပ်တွေရောက်နေတဲ့လန်ခွန်ရွာနဲ့တီဘောမြို့ဟာရှစ်မိုင်လောက်သာကောက်ဝေးတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ကြောင်မဲမြို့နယ်လေကြီးရွာနဲ့ပစီရွာတွေကိုလည်းအော်တိုဘားလ12ရက်နေ့ညနေ9နာရီကျော်လောက်မှာ Jet Fighter နဲ့ဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်နေနေထိခိုက်ခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါဗျ။ စစ်ကောင်စီကတီဘောနဲ့ကြောင်မဲကိုလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာအထွေထွေရေကောက်ပွဲကျင်းပမဲ့မြို့စင်းနဲ့ထည့်ထားပြီးကြောင်မဲမြို့ကိုတင်ယူပြီးတဲ့နောက်တီဘောဘက်ကဥတီကဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ခင်ဗျာရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ချာမှာရိုဟင်ဂျာလက်နက်ကိုင်အာဆာနဲ့ ISO အဖွဲ့တွေဟာရခိုင်ဒေသတွင်းကိုဝင်ရောက်ပြီးစစ်ရေးလှုပ်ရှားနေမှုတွေကိုဟန်တာဖို့နဲ့ ပါဝင်ပတ်သက်နေတဲ့ဘင်္ဂလားဒေ့ရှ်နေဂျာဆောင်တပ် BGB တပ်ဖွဲ့ဝင်တွေကိုထိရောက်စွာအရေးယူပေးဖို့ဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရကိုရခိုင်မျိုးသားအဖွဲ့ချုပ် ULA ကအော်တိုဘားလာ17ရက်နေ့မှာထပ်မံတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။အာဆာနဲ့ RSO အဖွဲ့ဝင်တွေဟာရခိုင်ဘင်္ဂလားဒေ့ရှ်နေဇက်တချောင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာယာယီစခန်းအခိုင်အမာစခန်းတွေကိုတိစောက်ပြီးအဲ့ဒီနေရာတွေကတဆင့်ရခိုင်ပြည်နယ်အတွင်းစိတ်ဝင်က AA ရဲ့လုံခြုံရေးစခန်းတွေကိုဝင်ရောက်တိုက်ခိုက်နေတာလို့ပြောပါတယ်။ ဒါ့အပြင်အပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးချိန်ချောက်တပ်ဖြတ်တာတွေကိုအခုရပိုင်းတွင်ပုံမော်ပြုတ်လောက်လာနေတယ်လို့ဆိုပါတယ်။ဒါ့အပြင်အာဆာနဲ့ RSO အဖွဲ့ဝင်တွေစီကတင်စီရမိတဲ့လက်နက်ခဲယမ်းစစ်သုံးဆောင်ပစ္စည်းတွေမှာစစ်ကော်မရှင်နဲ့ BGB အရာရှိတချို့ကငွေကြေးရယူပြီးရောင်းပေးတာထောက်ပံ့ပေးတာတွေတွေ့ရှိရတယ်လို့ဆိုထားပါတယ်။အခုလိုအရေးယူထင်ကြောင်းတာမရှိဘဲဆက်လွတ်ပေးထားမယ်ဆိုရင်နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆက်ရေးနဲ့နှစ်ဖက်ယုံကြည်မှုတို့ကိုစိုးဝါးစွာထိခိုက်လာနိုင်တယ်လို့လည်းသတိပေးပြောဆိုထားပါတယ်ခင်ဗျာ။ တန်ကိုရီးယားနိုင်ငံကယောင်ကျူးမြို့မှာဆရာနာရှင်စနစ်ကြဆုံရင်ဆန္ဒပြပွဲနဲ့နယူးဒေါ်လာရေးရမုံငွေထောက်ပံ့နိုင်ရေးဖလားဘောလုံးပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။မောင်တူသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါတောင်ကိုရီးယားနိုင်ငံ ground chu မြို့မှာမြန်မာနိုင်ငံသားတွေစုပေါင်းပြီးအာနာသိန်းစန့်ကျင်ရေးဆန္ဒပြပွဲနဲ့ຫນွေဦးရံပုံငွေထောက်ပို့နိုင်ရေးဖလား ဘောလုံးပြိုင်ပွဲ အခုလိုကျင်းပါခဲ့ကြတာပါမွန်တော်ဒီနေ့ကတော့တောင်ကိုရီးယားနိုင်ငံအယောင်ဂျူးကနေပြီးအင်ရှင်အဖြစ်ပြပါဆုံးကျင်းပတဲ့ပွဲဖြစ်တယ်လို့နေရာကတော့ဥဆန်ထဲမှာပါတော့ဘယ်ပဲဖြစ်ဖြစ်လင်းထက်ခွဲကာလတိုင်မှာတောင်ကိုရီးယားရောက်နေရဲ့တော်လန်တက်ကြွတွေရဲ့နိုင်တဲ့ဘက်ကနေရမုံဝေရရှိရင်ထောက်ဖို့နိုင်ပလာဘောလုံးပွဲလို့အင်တိုက်အပ်တိုက်ကန့်ပြီးတော့တော်လန်ရေးစက်ချက်တက်ကြွသူကလည်းဓာတ်ယူအခုချိန်ထိ ဝင်းရံနေတာကိုတွေ့ရတော့ဘုံဘုံနေနဲ့အမတ်နမဝန်တာပြီးဖြစ်ရပါတယ်အန်ဒါဂျီစလီကောကနေကြာဆုံးတဲ့အထိကတော့ဘုံဘုံတို့စိတ်တူကိုတူဆက်လက်ဘတ်ပေါင်းတို့ပါဝင်ဆင်နွှဲကြပါစို့လို့ဒီနေရာနေတိုက်တွန်းစကားဆိုပါတယ်ကြပြိုင်နဲ့ထဲမှာပဲຫນွေဦးတော်လန်ရေးခွန်အားမြင့်တင်ရေးဟောပြောပွဲတွေလည်းပြုလုပ်ခဲ့ကြပါသေးတယ် aku cuma time dia cari lo time dia ni mana ni lo, baru kata ni mana ni lah, <laughs> no, jago, hari ni time ni, pilih aja, ada aja, dia jahil ni, time baru dia baru dia jahil ni, jangan sih aku ni kau cut, ye lo tu, nama dia panen lo tu, ye lo tu, siapa yang ada sih ni sih, tak cut cut sih. Okay, do you want to come here? You do, Mr. Nalo. Come hey, 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 hey. အခုလိုဒီတော်လိုင်းရပါမှုဘက်မှာကတတ္တအားပါဝင်ပေးခြင်းဟာလေတော်လိုင်းရေးမှာပါဝင်ပေးခြင်းဖြစ်ပါလေတို့ဒီလကောင်းမဲ့ကျွန်တော်တို့အခုအားကစားနေတဲ့ဒီတောင်ကိုရီးယားလူနိုင်ငံမှာဒါဘလို့အားကစားနေလေအခုလိုလောက်ရတာလေဒါကုန်ယူဖို့ကောင်းပါလေဒါအတွက်ဂျေဆုအများကြီးလည်းတင်ပါတယ်ဒီကုန်မမအားလုံးကိုတွေ့ရတာလေအရင်ဝမ်းသာပါတယ်အဓိကကျွန်တော်တို့စီလုံးကြစီတင်ပါတယ်တောင်ကိုရီးယားမှာပဲဖြစ်ဖြစ်တစ်ကမ္ဘာလုံးမှာပဲဖြစ်ဖြစ် အဆိုးတွေပေါ့နော် negative တွေကိုအတတ်နိုင်ဆုံးနားမထောင်ပဲနဲ့အကောင်းဘက်ကပဲစဉ်းစားပြီးတော့ဒေါ်လာရေးကိုပဲရှေ့ဆက်ပြီးတော့ဆက်လက်ကြည့်တတ်ပြီးသားပါဆိုလို့ပြောကြရင်လည်းဒီကုန်းထုတ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်စစ်တပ်အာဏာသိမ်း၅နှစ်အတွင်းတောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဟာ အပတ်စဉ်ဆန္ဒပြပွဲတွေပြုလုပ်နေကြသလိုရန်ပုံငွေရှာပွဲတွေလည်းတပြိုင်တည်း ပြုတ်လုံနေကြပါれခမညာကျွန်တော်မောင်တူပါယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကာနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် ခု QR ကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ကနောက်ဆုံးရမြန်မာသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်မြန်မာညညွေအစိုးရအန်ယူဂျီကပြည်သူ့အစိုးရရန်ပုံငွေတွေကနေတဘာဝဘေးတွေအတွက်ထောက်ပံ့ကူညီဖို့ငွေကြက်တန်ပေါင်း 6969.83တန်းကိုသုံးစွဲခဲ့တယ်လို့ NUG လူခွင့်ဝင်ကြီးဌာနကအော်တိုဘလ23ရက်အပြည်ပြည်ဆိုင်ရာဘေးရန်နေရာကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေရှော့ချရင်းနဲ့မှာထုတ်ပြန်လိုက်ပါတယ်။ဆီယနာတိမ်မှုကြောင့်အကြမ်းဖက်မှုတွေရင်ဆိုင်နေရတဲ့မြန်မာပြည်သူလူထုဟာတဘာဝဘေးတွေဖြစ်တဲ့ရေကြီးရေရှမ်းမှုဘေးမိုခါဆိုက်ကလုန်းမုန်တိုင်းရာခီတိုင်ဖုန်းမုန်တိုင်းအခုနှစ်မှာပဲအပြတ်ဆွမ်းအားကြီးမာတဲ့သခိုင်းငလင်ကြီးစတဲ့တဘာဝဘေးရန်နေရာတွေကိုလည်းရင်ဆိုင်ခဲ့ကြရပါတယ်။ ကမ္ဘာနိုင်ငံတည်တည်မှာတော့တဘာဝဘေးရန်နေရာတွေကိုရှော့ချနိုင်ဖို့လှုံ့ဆော်နေကြသလိုမြန်မာနိုင်ငံမှာလည်းအကြမ်းဖက်စစ်တပ်ကြောင့်ဖြစ်ပေါ်လာတဲ့လူမှုဒုက္ခအဝဝကိုရှော့ချပေးနိုင်ဖို့တော်လိုင်းရာစုအသီးသီးကကြိုးပမ်းဆောင်ရွက်နေကြပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားအရအဆိုအဆုံကြုံတွေ့နေရတဲ့စစ်တပ်ကြောင့်ဖြစ်တဲ့ဘေးရန်နေရာတွေကိုရော့ပါအောင်လှုံ့ဆော်နေကြရသလိုအရသာပြည်သူတွေကိုကာကွယ်ပေးနိုင်ဖို့ပြည်သူနဲ့အတူစူးစမ်းဆောင်ရွက်နေကြရတယ်လို့ဆိုပါတယ်ခင်ဗျာ အရာရီတိုင်းတာဘာမြို့နယ်ကျက်သွန်ခွင်းစစ်စဲကိမ်းမှာစစ်ကောင်စီတပ်ကအရသာတွေဝယ်ယူလာတဲ့ကုန်ပစ္စည်းတွေကိုစစ်စဲသိမ်းဆည်းနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ကျက်သွန်ခွင်းစစ်စဲကိမ်းမှာစစ်စင်းနေတဲ့စစ်ကောင်စီတပ်သားတွေကအော်တိုဘာလ10ရက်နဲ့17ရက်ညနေပိုင်းမှာအရသာတွေဝယ်ယူလာတဲ့ကုန်ပစ္စည်းတွေကိုစစ်ဆေးပြီးစံတွေငချောက်တွေစစ်သုံးစီတွေနဲ့အသားငါးတွေကိုသိမ်းစီကစစ်သုံးဖောက်ကားတွေပေါ်မှာတင်သွားတယ်လို့ဆိုပါဗျ။ကိမ်းမှာစောင့်နေတဲ့စစ်ကောင်စီတပ်နဲ့အရဲဝတ်တွေကကုန်စီတွေများများတည်လာရင်ပိုသိမ်းယူနေပြီး လိုအပ်တဲ့အတွက်တင်ယူလာလို့ပြောကြောင်းဒေသခံတယောက်ကပြောပါရယ်စစ်ကောင်စီတပ်ရဲ့စစ်တုံခွင်းစစ်ဆေးခိတ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀လောက်နဲ့အရဲဝဲပြစောထုတွေကအရဲသားတွေရဲ့ပစ္စည်းတွေကိုတင်ယူနေတာဖြစ်ပြီးရိုင်းနှက်တဲ့အထိပါလုပ်နေတယ်လို့သိရပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလပထမပတ်ကလည်းအဲ့ဒီစစ်တုံခွင်းစစ်ဆေးခိတ်မှာအရဲသားတွေစိုင်းတင်မောင်းလာတဲ့ကားကို PDF ကိုထောက်ပို့တဲ့ကားဆိုပြီးစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပါရယ်ခင်ဗျာ ပြပအတွင်းခုံအစားထုတ်ဖို့ဂျုံစိုက်ပျိုးစရိတ်ချင်းငွေတွေထုတ်ချီလာပေမဲ့ဂျုံသီးနှံတုံးမြင့်ထုတ်လုပ်နိုင်ဖို့အခက်အခဲတွေရှိနေတယ်လို့ကြွမ်းကျင်သူတွေကပြောပါရယ်ဟန်နာသတင်းပေးပို့ထားပါရယ်ခင်ဗျာမြန်မာပြည်ရဲ့ထိတ်တန့်တွင်းခုံတမျိုးဖြစ်တဲ့ဂျုံကိုစပားစိုက်ပျိုးစီချင်းငွေနဲ့တန်းတူချပြီးတအေးကားကိုစက်သိန်းခွန်းနှုံနဲ့အခုနှစ်2025ခုနှစ်ဆောင်းချင်းငွေအမီတင်းနှံတိုးထုတ်ချီသွားမှာဖြစ်တယ်လို့မြန်မာလေယာဖွံ့ဖြိုးရေးဘဏ်ကအတည်ပြုပြောဆိုပါရယ်ဂျုံဆက်အေးကားတွေပြည်မီဂျုံလွန်လာဖို့အဓိကကြားတဲ့အကြောင်းတွေကို ွန်းကျင်သူတယောက်ကပြောပြပါရင်အဲ့တော့ပြောချင်တာကမတ်ကကားပြ price နည်းနေရမယ်နံပါတ်2ကကျွန်တော်တို့ဒီဒီဒီအထွက်ကောင်းတဲ့ဂျမ်ပလာဆန်တွေဒီအထွက်ကောင်းတဲ့မျိုးတွေမပြောင်းအောင်ကျွန်တော်တို့လက်ရှိနေသားမှာမပေါ်အောင်မလုပ်နိုင်အောင်မထိန်းနိုင်ထားရမယ်နောက်ပိုင်းနံပါတ်3ကကျွန်တော်ဒီလောက်ထပ်ပါတယ်ဆိုတဲ့ information ကိုတောင်းလို့ဂျမ်ပါ extension လုပ်နိုင်ရမယ် information flow ကောင်းရမယ်ရအောင်ပို့နိုင်ရမယ်ဂျုံတင်းနဲ့ဟာစပါးနဲ့ပြောင်းပြီးရင် တတိယအရေးကြီးဆုံးဇာတိနံဖြစ်ပြီးဇီးကွက်ဝယ်လို့အားရှိပေမဲ့ဂျုံမျိုးနဲ့ဂျုံစည်းဟာစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်အတွင်းအထွန်းနှုံကောင်းပြီးဇီးကွက်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ဂျုံမျိုးနဲ့ဂျုံစိုက်တောင်သူတွေအတွက်အကျိုးအမြတ်ရှိတဲ့ဇီးနှုံကိုများရှိခဲ့ပါဘူးဂျုံကိုကျွန်းကျွန်းကျင်ကျင်စိုက်ပျိုးတတ်တဲ့တောင်သူတွေရှိပြီးဂျုံစိုက်ဧကတွေလည်းကျေပြန့်ခဲ့ပေမဲ့ဂျုံစည်းနဲ့အထွက်ကောင်းတဲ့ဂျုံမျိုးတွေများရှိတဲ့အတွက်ဂျုံအစားအခြားတင်းနံကိုပြောင်းလဲစိုက်ပျိုးလာကြတာဖြစ်ပါတယ်ဒါကြောင့်စကိုင်းတိုင်းအညာဒီသားရဲ့ ဂျုံစိတ်ပြူထုံလုံးမှုဟာဂလပဲကိုအစာထိုးစိတ်ပြူလာသလိုရှမ်းပြည်နယ်မှာလည်းခရမ်းတင်ကော်ဖီစတဲ့အခြားသီးနှံတွေကိုအစာထိုးစိတ်ပြူလာကြပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ဆရှိရာစုကတည်းကဂျုံမျိုးတွေတင်တွန်းလာခြင်းကတည်းကဖြစ်ပွားခဲ့တဲ့ဂျုံပင်မှာဖြစ်ပွားတတ်တဲ့နွေရောဂါကလည်းလက်ရှိချိန်မှာလည်းဖြစ်ပွားနေဆဲဖြစ်ပြီးရောဂါတန်ခံနိုင်တဲ့မျိုးတွေလိုအပ်နေတာဖြစ်ပါတယ်။ စေပြူရည်ဒီတနာဌာနကအထွက်ကောင်းတဲ့ဂျုံမျိုးတွေရှိပေမဲ့လည်းဂျုံတောင်သူတွေစီတဲ့အချက်လက်နဲ့ဒီပညာတွေမြောက်ရှိတာတွေကြောင့်ကျောက်ဆယ်ဒေသလိုဂျုံဆိုင်ခဲ့တဲ့ဒေသတွေမှာဂျုံကိုလုံးဝမဆိုင်ပြိုးတော့ပဲဂျုံဆိုင်ဧကတွေရောကြလာတာဖြစ်ပါတယ်။လက်တလောဆောင်းတင်းနံစေပြူချင်းဖြစ်ပြီးတောင်သူတွေမှာဂျုံကျဲပြီးချင်းဖြစ်ပေမဲ့ဆောင်းချင်းငွေမှာဂျုံချင်းငွေကိုထည့်သွင်းထုတ်ချိဖို့ကြောင့်ညာချပေမဲ့လည်းပင်တရာမျိုးနယ်ရှိဂျုံဆိုင်တောင်သူတွေမှာတော့ဒီတဲ့အချက်လက်ကိုမသိရှိသိဘူးလို့ဆိုပါရယ်။ လက်ရှိဂျုံတအေကယင်းစည်းကတအေကကို76သိန်းခွဲအထိရှိပြီး2025ဆောင်းရသည်မှာတော့ဂျုံစည်းချလို့ဂျုံဆိုင်ပြိုးတူနေပြီးဂျုံအချွတ်နှုံတို့ဖို့ကအဓိကကြရလို့ပင်တရာမြို့နယ်ဟာဂျုံဆိုင်တောင်သူတယောက်ကပြောပါတယ်ဒီကဂျုံအကျုံများရခေါ်တာဂျုံတောင်သူအနေနဲ့တော့ဂျုံရတိဥဒုမမန်နဲ့အဲ့လိုမျိုးကောင်းမြတ်ခဲ့ဖို့လိုပါနော်ဂျုံ တုံတေကစံမကွာစီရတော့ထဲလို့ရှင်လားကွာခွန်ကြော်တော့ထဲလို့ရှင်လားဘုမေအရှင်ကြီးပေါ့မြမကြုံဆက်ပြုတ်ထုလုံးမှုကတတန်အားဖြင့်နှစ်ပေါင်း140နီးပါးရှိလာပြီဖြစ်ပြီးလက်ရှိမှာတော့စကိုင်းတိုင်းနဲ့ရှမ်းပြည်နယ်မှာအများဆုံးဆက်ပြုတ်ထုလုံးနေတာဖြစ်ပါတယ်။လက်ရှိ2025ခုနှစ်အတွင်းဆက်ပြုတ်ဦးစီးဌာနကထုတ်ပြန်ထားတဲ့စီးရင်စရာတွေအရတနင်္ဂနွေလုံးမှာကြုံဆက်ဧကပေါင်း3000ကျော်ဆက်ပြုတ်ထုလုံးနေတာဖြစ်ပါတယ်။ 있지만 하나 봐. ျင်းထောင်တွေကနေလိုရက်စအကျဉ်းသူတွေကိုအကြမ်းဖက်ပုံမှန်တွေတက်ပြီးပြန်လည်ဖမ်းဆီးခံရမှုတွေပိုဆိုးွားလာနေတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ကအောက်တိုဘာလ23ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။အကျဉ်းထောင်တွေမှာမတရားဖမ်းဆီးခံရပြီးတဲ့နောက်လိုရက်စနဲ့နိုင်ငံရေးအကျဉ်းသူတွေပြန်လည်လွတ်မြောက်လာပေမဲ့ထောင်ဝမှာပြန်လည်ဖမ်းဆီးတာလိုရက်စကန်ဒီနိုင်ငံရေးအကျဉ်းသူတွေနဲ့မသက်ဆိုင်တဲ့အမှုတွေနဲ့ထပ်မံဆွဲဆိုပြီးပြန်လည်ဖမ်းဆီးမှုဟာဒီနေ့ထက်မှပုံမှန်ဆိုးွားလာခဲ့တာပါ။စစ်ကောင်စီတပ်ရဲ့ တရားမဲ့ဖမ်းဆီးတာမဟုတ်မမှန်ပုံမှန်တက်ပြီးထပ်မံဖမ်းဆီးချုံနောင်တာတွေကိုကျူးလွန်နေတာကြောင့်နိုင်ငံတကာလူ့ခွင့်ရေးကြေညာစာရန်အာတီကယ်9အရတရားမဲ့ဖမ်းဆီးခြင်းမပြုရဆိုတဲ့အချက်ကိုပေါ်ပေါ်ထင်ထင်ချုပ်ဖောက်နေတာဖြစ်တယ်လို့ဆိုပါရယ်ဒီလိုလူ့ခွင့်ရေးချုပ်ဖောက်မှုတွေကိုလူ့ခွင့်ရေးကာကွယ်ဆောက်ရှောက်သူများလူ့ခွင့်ရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဆောင်ကြည့်လေးလာမှုတွေပြုလုပ်ပြီးစုံစမ်းဖော်ထုတ်သွားမယ်လို့နိုင်ငံရေးအချင်းသူများအဖွဲ့ WOPP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ ရခိုင်ပြည်နယ်မောင်တောင်မြို့နယ်မြောက်ပိုင်းလေယာကွားစုံအနီးမှာရင်ဂျာလက်နက်ကိုင်အားစာ RSO အဖွဲ့ဝင်၁၀ယောက်ကခြုံခိုတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတယောက်သေဆုံးပြီး၂ယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့အာရခတပ်တော် AA ကအော်တိုဘားလ၁၇ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘားလ၁၇ရက်နေ့နေ့လယ်၃နာရီအချိန်လောက်မှာမောင်တောမြောက်ပိုင်းလေယာကွားစုံရဲ့တောင်ဘက်မီတာ၂၀၀လောက်အကွာမှာဒေသခံဆိုင်ကယ်ကယ်ရီသမား၃ယောက်ကိုခြုံခိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အခုလောတိုက်ခိုက်မှုကြောင့်အသက်22နှစ်အရွယ်ကိုငင်းချန်းကနေရာမှာတင်နောက်ကျောကိုကြည်ဝင်ပြီးဝမ်ဘိုက်ကဖောက်ထွက်သွားတဲ့ကြီးစံထံရာကြောင့်ပွဲချင်းပြီးတည်ဆုံခဲ့ရပါတယ်။ရင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့အာဆာနဲ့ RSO တို့ဟာဘင်္ဂလားဒေ့ရှ်နဲ့ကြားဆောင်တဲ့ BGB ရဲ့အခွင့်အရေးကိုအပြည့်အဝရယူပြီးတော့နတ်မြင့်နဲ့မယူတောင်တန်းလမ်းကြောင်းတွေကတဆင့်ရခိုင်ပြည်နယ်မောင်တောခရိုင်အတွင်းကိုစိတ်ဝင်ရောက်နေတယ်လို့သိရပါတယ်။ ဒါအပြင်ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့မောင်တော်ခရိုင်အတွင်းရှိဒေသခံပြည်သူတွေကိုချောင်းမြောင်းပစ်ခတ်တပ်ဖြတ်တာတွေဖမ်းဆီးတာတွေလူရဲငွေညစ်တာတွေကြံပေးဆွဲတာတွေနဲ့မိုင်းခွဲတိုက်ခိုက်တာတွေကိုပါစတိုက်ကျူးလွန်လာနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာပြပလို့သားဆေလုတ်ခွင့်ကတ်တက်ချက်တွေကြောင့်အေဂျင်စီတချို့လုပ်ငန်းရနာလာရတယ်လို့တချို့အေဂျင်စီတွေကအလို့သမားတွေကိုငွေပြန်မပေးနိုင်တဲ့အခြေအနေတွေရှိနေတဲ့အကြောင်းသတင်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ စစ်တလောက်ခံအလို့သမားဝန်ကြီးဌာနက2025နှစ်စပိုင်းကဆလို့ပြည်ပနိုင်ငံတွေစီအလို့သမားဆဲလို့ခွင့်ကန့်တက်လိုက်ပြီးတဲ့နောက်စာချုပ်ချုပ်ဆိုပြီးသားအလို့သမားတွေစစ်မှုထမ်းအသက်အကျုံးဝင်တာကြောင့်ပြည်ပထွက်ခွင့်မရဘဲပြည်တွင်းမှာပိတ်မိကုန်ပါတယ်။ထိုင်းနဲ့ဂျပန်နိုင်ငံတို့ကိုအေဂျင်စီကတဆင့်သွားဖို့ပြင်နေတဲ့အလို့သမားတွေဟာအချိန်6လတနည်းကျော်တဲ့အထိပြည်ပထွက်ခွင့်မရတာကြောင့်အချို့လူသားတွေကတရားမဝင် အောင်လန်းတွေကနေနီလန်းမျိုးစုံနဲ့ထွက်ခွာနေကြတယ်လို့သိရပါတယ်။ AGC တခုကိုစား DPP သတင်းထောက်ကအတန်စားထိုးပြောပြပေးမှာပါဝန်ကြီးဌာနကဒီလိုတွေအမိန့်တွေထုတ်တင်းကြပ်တာတွေကြောင်းအေဂျင်စီတွေရောအလို့သမားတွေပါအကုန်ဒုက္ခရောက်ကုန်ကြတယ်။အေဂျင်စီတွေကလည်းဟိုဘက်ကိုပတ်စံနေပေးထားပြူထားတော့အလို့သမားတွေကိုငွေပြန်မအမ်းနိုင်ဘူး။အလို့သမားတွေကလည်းအသက်18ကနေ35နှစ်ထွက်မရတော့ငွေပြန်တောင်းတယ်။အဲ့ဒီမှာပြဿနာတွေတက်ကုန်ကြတာပဲ။အေဂျင်စီတွေတော်တော်များများကတော့အဆင်မပြေတော့တော့ဘူးဆိုတာသိတဲ့အတွက်တချို့တော်တော်များများကမလုပ်တော့ဘူးဆိုပြီးလိုင်စင်တွေပြန်အပ်အလုပ်တွေပိတ်သိမ်းလိုက်တော့မယ်ဆိုရင် နိုင်ငံတော်ရဲ့ GDP အခွန်တွေရတဲ့ငွေတွေကဒီနှစ်မှာရဖို့မရှိတော့ဘူး။အလုပ်သမားတွေလည်းတော်တော်လေးဒုက္ခရောက်ကုန်ကြတာပေါ့။စစ်ကောင်းဆောင်ကပြည်သူစစ်မှုလန်ဥပဒေကိုပြန်အတည်ပြုပြဋ္ဌာန်းပြီးတဲ့နောက်ပြည်ပကိုလူငယ်တွေထွက်ခွာနှုန်းတိုးလာခဲ့ပြီးအဲ့ဒီနောက်မှာစစ်တပ်ကအသက်၁၈နှစ်ကနေ၃၅နှစ်တွင်စစ်မှုလန်အသက်ကျုံးဝင်တဲ့အမျိုးသားတွေကိုပြည်ပအလုပ်စိတ်လူခွင့်ကန့်သတ်လိုက်တာဖြစ်ပါတယ်။စာချုပ်ချုပ်ဆိုပြီးသားလူသားတွေလည်းကန့်သက်စီရင်နေပါသွားပြီးပြပကိုထွက်ခွာခွင့်မရသလိုအေဂျင်စီတွေစီပေးသွင်းထားတဲ့ သိန်း60 60ပမာဏကိုလည်းပြန်မရချဘူးလို့ကိုတိုင်ကြုံရတဲ့အလို့သမားတွေကပြောပါဗျာ။လေဘိုးတွေတော့ပြန်မပြေးဘူးပတ်စံလေးအားလုံးကိုစားရတယ်ဖတိလာဆိုဖတ်လည်းမပြေးဘူးဒါမှသူရောတော့ပြေးလိုက်ရတယ်သူ့ရဲ့ဘိုးကွယ်တယ်ကောင်သုံးကြလိုက်တယ်ကောင်သုံးထပ်တိုက်ဆောက်တယ်သူကလည်းငါဆောင်တဲ့အချိန်မှာလက်ခွင့်ဝေးပြေးတယ်ပေါ့အဲ့လိုနောက်ဆုံးကျွန်တော်ကိုထိုင်းမှုညာသူ့မှာပတ်စံမရှိတော့ဘူးနဲ့ဒါသူအဲ့လိုလှုပ်လိုက်တဲ့သဘောပေါ့ဒီဖတိလာဆိုဖတ်မပြေးဘူးပြန်ဘာလို့လဲဆိုတော့ သူကနိုင်ငံရေးနဲ့တွဲဆပြီးတော့ကျွန်တော်ပတ်စံနေကျွန်တော်အတွက်သူအလုပ်လုပ်ပေးထားတဲ့ပတ်စံနဲ့ကုန်းခဲ့တဲ့အချိန်မှာနိုင်ငံရေးညောကျွန်တော်သွားလို့မရတော့ဘူးဆိုတော့ပုံစံမျိုးတော့ဖန်တီးတာအမှန်မှအဲ့လိုခေါ်ဘူးသူကပတ်စံလေကိုယ်ယူပြန်တော့ဆပလိုက်တယ်ထိုင်းဘက်ကသူငွေလည်းမသိမနဲ့အဲကျွန်တော်နိုင်ငံရေးနဲ့ခုလုံးလုံးပြီးတော့ပြောချပါမယ်စစ်တပ်အာဏာမသိခင်မြန်မာနိုင်ငံမှာပြည်ပအလုပ်အေဂျင်စီပေါင်း300လောက်ရှိပြီးအာဏာသိမ်းပြီးတဲ့နောက်နိုင်ငံရေးမတည်ငြိမ်တာနဲ့စီးပွားရေးကြာစင်တာတွေကြောင့်ပြည်ပထွက်အလုပ်လုပ်သူပိုတိုးလာပြီ ဒီပါလောက် agency တွေလည်းနှက်ဆနေပါတွက်လာခဲ့ပါတယ်။လက်ရှိချိန်မှာတော့တောင်ကိုရီးယားနိုင်ငံကို အစိုးရပြပအလုပ်ကန် agency POEA ကစေလွတ်တဲ့အလုပ်သမားတွေကလွဲရင်အသက်18နှစ်ကနေ35နှစ်တွင်အမျိုးသားတွေကိုပြပထွက်အလုပ်လုပ်ခွင့်ကန့်တတ်ထားပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲတက်ပါ။ မန္တလေးတိုင်းစင်ကူးမြို့နယ်မှာပြည်သူအချို့နဲ့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MD1 PDF တပ်ဖွဲ့ဝင်အချို့အခြေတင်အချင်းများနေတဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန်နှံ့လာခဲ့ပြီးတဲ့နောက်တပ်ဖွဲ့ဝင်တွေကိုသတိပေးအရေးယူသွားမယ်လို့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကအော်တိုဘားလ12ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်စင်ကူးမြို့နယ်အတွင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်ရမှာ တရင်ပေါက်ကြမှုတွေဖြစ်ပေါ်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေခက်ဆိတ်ဆိတ်ဖြစ်ပွားနေတဲ့အတွက်မက်ရှလာ၁၆ရက်နေ့ကစတင်ပြီး Starlink Internet အသုံးပြုမှုတွေကိုစီစစ်ကြမှတ်ဖို့ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။တရင်ရရှိချက်ရစင်ကုမြို့နယ်အတွင်းမှာရှိတဲ့ရွာတရွာမှာစီကန်းတဲ့အညီအသုံးမပြုတဲ့ Starlink Internet ကိုတင်ဆက်ဖို့ MDYPTF စင်ကုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့နဲ့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းအင်အား၅ရောက်တွားရောက်ခဲ့ချိန်မှာအချင်းများမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ပြည်သူလူထုအပေါ်ဆက်ဆံပြုမှုရမယ်စီကန်းနဲ့ကျင့်ဝတ်တွေကိုချိုးဖောက်ပြီးစိတ်လိုက်မှန်ပါအပြုမှုနဲ့တုံ့ပြန်ပြုမှုခဲ့တဲ့တာဝန်ကျရဲဘော်တွေကိုထိုက်တဲ့နဲ့သတိပေးအေးအေးမှုထိုက်တဲ့နဲ့သတိပေးအေးအေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ Starlink Internet ဆက်ပိုင်ရှင်ကိုလည်းထုတ်ပြန်ချမှတ်ထားတဲ့စီမင်းစီကန်းတွေအတိုင်းအေးအေးယူဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်ခင်ဗျာမန္တလေးမြို့မှာစစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲခံရပြီးစစ်မှုထမ်းနေရသူဟာအော်တိုဝါလာဆယ်ရက်နေ့က လက်နက်မပါဘဲပူပေါင်းလာခဲ့တယ်လို့ Unicorn ပျောက်ကြားတပ်ဖွဲ့စီကနေသိရပါဗျ။အသက်30အရွယ်ရွှေဘိုဇာတိဖြစ်သူဟာစကိုင်းတက်မ33မှာတာဝန်ကျနေတဲ့အချိန်ပူပေါင်းမှုဆက်သွယ်လာတဲ့အတွက်စကိုင်းမြို့ပေါ်အထိသွားရောက်ခေါ်ဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။တာဝန်ကျနေတဲ့တက်မ33နဲ့ကနေကိုလိုယုံပြီးထွက်ပြေးလာခဲ့ရတဲ့အတွက်လနဲ့ခရမ်းတွေကတော့ပါလာတာမရှိပဲမိသားစုတွေကလွမြောက်နေမျိုးတစ်ခုမှရှိနေတဲ့အတွက်ဆက်သွယ်ပြီးအနံပေးလိုက်တယ်လို့ Unicorn ပျောက်ကြားတက်ဖွဲ့တာဝန်ရှိသူက DPP ကိုပြောပါရယ်ပူပေါင်းလာတဲ့သူဟာပြီးခဲ့တဲ့ February လအတွင်းမန္တလေးမြို့မှာအလုလုနေတဲ့အချိန်စစ်ကောင်စီတပ်ရဲ့မတရားပေါ်တာဆွဲတာကိုဖမ်းဆီးခံခဲ့ရတာဖြစ်ပါရယ်အဲဒီနောက်တောင်တွင်းကြီးအမှတ်ခွနဲ့စစ်အခြေခံလက်ချင်တက်မှာစစ်တပ်နဲ့တက်ရောက်ခဲ့ရခါစက်တင်ဘာလ12ရက်နေ့မှာတော့သခိုင်းခြေဆိုင်တက်မှာ33ကိုပို့ဆောင်ခံခဲ့ရတယ်လို့သိရပါရယ်သခိုင်းမြို့မှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့အများဆုံးပူပေါင်းကြဖို့ Unicorn ပျောက်ကြားတက်ဖွဲ့ကဖိတ်ခေါ်ထားပါရယ်ခင်ဗျာ ီနေ့ကမ္ဘာစစ်ကြမ်းရေးနေ့အတွက်စောင်ပုတ်ကတော့တပ်ဘင်းနဲ့အရေးပေါ်အခြေအနေတွေမှာအားလုံးလက်လန်းမိတဲ့စစ်ကြမ်းရေးဝန်ဆောင်မှုများရရှိနိုင်ရပဲဖြစ်ပါတယ်။ကပ်ဘေးနဲ့အရေးပေါ်အခြေအနေတွေမှာစစ်ကြမ်းရေးဝန်ဆောင်မှုတွေချက်ချင်းရနိုင်ဖို့ဘလောက်အရေးကြီးပါသလဲမြတ်သက်စင်ပြပို့ထားပါရခင်ဗျာမြန်မာနိုင်ငံဟာကိုဗစ်ကပ်ဘေးကာလကစလို့2021အာနာသိမ့်မှုကြောင့်ဖြစ်ပေါ်လာတဲ့ပြိပခအခြေအနေတွေနဲ့ကပ်ဘေးမျိုးမျိုးတွေကြောင့်ပြည်သူတွေဟာ နေရဆုံကထွက်ပြေးရတာမိသားစုဝင်တွေ ဆုံးရှုံးရတာထိခိုက်ဒဏ်ရာရရှိတာကိုလက်အင်ကဆုံးရှုံးရတာတွေကြောင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအများကြီးဖြစ်လာရပါတယ်ဒီလိုစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့်စိတ်ဖိစီးတာစိုးရိမ်စိတ်များတာစိတ်တက်ကြတာဖြစ်ရဆိုတွေကြုံတွေ့ရတာရဲ့နောက်ဆက်တွဲပြင်းထန်စိတ်ဖိစီးမှုဝေဒနာလို့ခေါ်တဲ့ PDSD နဲ့မိမိကိုယ်ကိုအဆုံးစီရင်မှုစတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်းခံစားနေကြရပါတယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စစ်တမ်းတွေအရစစ်ပွဲတွေဆိုးရတဲ့ပြည်ပခါတွေကိုကြုံတွေ့ခဲ့ရတဲ့သူတွေတဲ့လူ9ယောက်မှ1ယောက်နှုန်းကစိတ်ကျန်းမာရေးပြဿနာတမျိုးမျိုးကိုခံစားနေရတယ်လို့အော်တိုဘာလ10ရက်နေ့ကမြို့သားညီညွတ်ရေးအစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။တော်လိုင်းင်းနယ်မြေတွေမှာကျန်းမာရေးဝန်ဆောင်မှုတွေပေးခဲ့တဲ့ဒေါက်တာဂါဖီကတော့ပြည်ပခါတွေစစ်ပွဲတွေအတွင်းကအရေးပေါ်အခြေအနေမှာရုပ်ပိုင်းဆိုင်ရာဒဏ်ရာရရှိခဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါခံစားခဲ့ကြရတယ်လို့ဆိုပါတယ်။ကျွန်တော်တွေအာမိုင်းကြီးလို့ကျွန်တော်ဖြတ်လိုက်ရတာလေ။အာတစ်ဖက်တည်းလေးရောနှစ်ဖက်တည်းလေးရောနောက်မျိုးလုံးစုံလုံးကောင်းလာတာလေ။အာလက်နှစ်ဖက်လုံးတို့မဟုတ်တစ်ဖက်မရှိတော့တဲ့သူတွေပေါ့နော်။တော့အမ်ပြောလို့ရရင်တော့တချို့တွေကဒီယောဂပေါ်မှာကိုယ့်ကိုယ်အတုံးမကြိုက်လို့ခံစားလာတယ်ပေါ့နော်တို့တို့ဒီတိုင်းဒီတိုင်းဒါမှမဟုတ်ဘယ်တော့မှတော့တဲ့တို့တယောက်တို့ဖြစ်လာတယ်ပြီးအတုံးမကြိုက်တော့ပေါ့နော် တို့ရရောင်းလို့အဲစူဆိုင်အေးစီပါလေဆိုတာရှိနေတာပေါ့နော်ဒါကအဒီခန္ဓာကိုယ်ချိုးရင်းနေတူတာမဟုတ်ပဲနဲ့အခြေစုံနဲ့စုံအင်းသာစုံနဲ့တူနေမှာပါအဲ့လိုကြုံလာတာလေတော့ရှိရပေါ့နော်တော်ရဲမှာလူနာတွေကိုစေကုသပေးနေရင်သူကိုယ်တိုင်လည်းစိတ်တန်ရာရရှိခဲ့တာတွေရှိတယ်လို့လည်းဆက်ပြောပြပါတယ်အဲဆရာဝန်ဖြစ်တဲ့အတွက်လူနာဟုတ်ပေးနေနေနဲ့အဲကေလိုက်နိုင်တာရှိတယ်လို့မကေလိုက်နိုင်တာရှိရပါတော့။မကေလိုက်နိုင်တဲ့အရာတွေမှာဆိုလို့ရှိရင်တော့အဲ ဒီဟာကိုငါအတုံးကြလို့တာဆိုတော့တွေ့ရနေလာခဲ့ပေါ့နော်အတုံးကြနေချင်းဆိုတော့ငါလုံနိုင်ရင်ဒါမလုံနိုင် နေချင်းနောက်တစ်ခုကတခြားဒီရင်းနေတဲ့သူတွေပါသွားတဲ့အချိန်မှာလည်းအာစိတ်ကြံရနေတယ်ရတာပြီးတော့ရှိရပေါ့နော်နောက်တစ်ခုကအချိန်ကြလာတာနဲ့အမြမိသားစုကိုအချိန်မပေးနိုင်တာနဲ့အချိန်လေးကအဲစိတ်ကြံရတယ်ကလည်းရတာပဲပေါ့နော်အော်တိုဘလာ၁၀ရက်နေ့ဟာကမ္ဘာစိတ်ကြံမာရေးနေ့ဖြစ်ပြီးဒီနေ့ကမ္ဘာစိတ်ကြံမာရေးနေ့အတွက်ဆောင်ပုဒ်ကတော့ ကပ်ဘေးနဲ့အရေးပေါ်အခြေအနေတွေမှာအားလုံးလက်လန်းမိတဲ့စိတ်ကျဲမာရေးဝန်ဆောင်မှုများရရှိနိုင်ရေးပဲဖြစ်ပါတယ်။စိတ်ကျဲမာရေးပညာရှင်တယောက်လည်းဖြစ် Serenity Counseling and Mental Health Services တည်ထောင်သူလည်းဖြစ်တဲ့ Agnes Mary ကတော့ကပ်ဘေးတွေမှာဆိုရင်အဆောက်အုံပစ္စည်းဆုံးရှုံးမှုတွေကိုမြင်နိုင်ပေမယ့်စိတ်ပန်းဆိုင်ရာထိတ်လန့်ကြောက်ရွံ့မှုတွေကိုတော့ချက်ချင်းမမြင်နိုင်ကြတဲ့အတွက်စိတ်ကျဲမာရေးဝန်ဆောင်မှုချက်ချင်းပေးနိုင်မှုကအရေးကြီးတယ်လို့ဆိုပါတယ်။ ဒီစိတ်ပန်းဆိုင်ရာပံ့ပိုးမှုတွေကိုမရဘူးဆိုလို့ရှင်ရဲ့အလွယ်တကူပြောရမယ်ဆိုလို့ရှင်တော့ဒဏ်ရာတစ်ခုရတဲ့အခါမှာချက်ချင်းအိုက်ဒဏ်ရာကိုဟိုတန်ရှင်းပြီးတော့เนาะဟိုပတ်တီးစီးပေးလိုက်တယ်ဆိုလို့ရှင်ရင်ဖုန်ဒီသေးတွေဝင်မဝင်တော့ဘူးပေါ့เนาะအနာကတနန့်ဆင်းရှင်းလေးနဲ့သူပြန်ပြီးတော့အနာကျက်ဖို့အတွက်အချိန်ယူပြီးအနာကျက်သွားလိမ့်မယ်ပေါ့เนาะအဲအဲ့လိုမျိုးချက်ချင်းအာ ချက်ချင်းကူညီမှုမရလိုက်ဘူးအပံပိုးကူညီမှုမရလိုက်ဘူးဆိုတဲ့အခါကျလို့ရှိရင်ဒီအရာကမလိုအပ်ဘဲနဲ့စိတ်ဓာတ်ရာစိတ်ပိုင်းဆိုင်ရာဝေဒနာတွေအဖြစ်ပါလာနိုင်တယ်ပေါ့နော်တူဦးချင်းအနေနဲ့စိတ်ကျန်းမာရေးကိုဂရုစိုက်ဖို့လိုသလိုသူတစ်ပါးကိုလည်းကူညီပေးနိုင်မယ့်အချက်တွေကိုလည်း Agnes Mary ကမျှဝေပေးခဲ့ပါတယ် ကျမတို့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုနေ့စဉ်မှာကိုယ့်ရဲ့တကူရေးတန်ရှင်းရေးလုပ်သလိုပဲစိတ်ပိုင်းဆိုင်ရာကိုကျန်းမာစေမယ့်အရာလေးတွေကိုလည်းလုပ်ဖို့လိုအပ်ပါတယ်။စိတ်ပိုင်းဆိုင်ရာကိုကျန်းမာဖို့အတွက်စိတ်ဖိစီးမှုတွေဖြစ်လို့ရှိရင်ဖြေလျှော့မယ်နည်းလမ်းတွေစိတ်ထဲမှာအဆင်မပြေမှု ဖြစ်လို့ရှိရင်မလုပ်ရမလဲဆိုတဲ့ဟာတွေကိုနည်းလမ်းလေးတွေရှာဖွေတတ်တဲ့အကျင့်တွေအဲပြီးလို့ရှိရင်ကိုယ့်ရဲ့ပုံဝင်ခြင်းကိုချစ်ခင်ရတဲ့သူတွေနဲ့လည်းအမြဲတမ်းအချိတ်ဆက်ရှိနေခြင်းဒါလေးတွေကိုကျမတို့ကပုံမှန်လုပ်ပေးလို့ရပါတယ်။ဒီလိုလုပ်ပေးခြင်းအဖြစ်အဲကျမတို့မှလည်း စိတ်ပိုင်းဆိုင်ရာအရာ အထိုက်အလျောက်အကျမ်းမာနေမယ်ခန္ဓာရဲ့အားကောင်းနေမယ်ကိုယ်ပတ်ဝန်းကျင်ကလူတွေကိုလည်းကူညီဖို့အတွက်အချိန်မီပြည့်အစဉ်အမြဲဖြစ်နိုင်ပါတယ်။ကမ္ဘာစိတ်ကျန်းမာရေးနေ့ကိုတော့ကမ္ဘာစိတ်ကျန်းမာရေးအဖွဲ့ World Federation of Mental Health က1992ခုနှစ်မှာစတင်ဦးဆောင်ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။စိတ်ကျန်းမာရေးပြဿနာတွေကိုသတိမူမိစေဖို့စိတ်ကျန်းမာရေးပြဿနာရှိသူတွေအပေါ် လူမှုရေးခွဲခြားဆက်ဆံမှုတွေကိုတိုက်ဖြတ်ဖို့နဲ့ကမ္ဘာလုံးဆိုင်ရာစိတ်ကျန်းမာရေးပညာပေးကမ်ပိန်းတွေပြုလုပ်ဖို့ရည်ရွယ်ကျင်းပတာလည်းဖြစ်ပါတယ်။ကျွန်မမြတ်သင်ပါရှင်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အမျိုးသားအဆောင်တပ်ဖွဲ့တွေခြားထားမှုကိုကိုလုံတီစပိန်စီဆန္ဒပြမှုပြုလုပ်ခဲ့ပါတယ်။အော်ရီဂွန်ပြည်နယ် ပေါ်လန်မျိုးကန်ယာဘားများစွာဟာအော်ရီဂွန်ပြည်နယ်ပေါ်လန်မှာရှိတဲ့ယာနဲ့ချီတဲ့ဒေသခံစပိန်သမားတွေဟာကိုလုံးတီးတွေနဲ့မိုးတက်ပြီးအေးတဲ့ရာသီဥတုအခြေအနေမှာလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ရုံးတို့စီကိုမိုင်ပေါင်းများစွာစပိန်စီးခဲ့ကြတာပါပြီးခဲ့တဲ့ပတ်တွေကထရန့်ရဲ့ပြည်နယ်တံပေးတဲ့ policy တွေကိုအဲ့ဒီရုံးတွေမှာဆန္ဒဖော်ထုတ်ခဲ့ပူပါတယ်ကိုလုံးတီးစပိန်စီးဆန္ဒပြအဖွဲ့ရောက်ရှိလာချိန်မှာဒါဇင်နဲ့ချီတဲ့ရဲအဖွဲ့တွေလုံခြုံရေးယူထားတယ်လို့လဲ writer သတင်းမှာဖော်ပြပါတယ်ပေါ်လန်မှာ ICA အဆောက်အအုံတွေမှာဆန္ဒပြမှုတွေဖြစ်ပေါ်နေတာကို Trump ကအဲ့ဒီမြို့မှာစစ်ပွဲအရိယာလိုမျိုးဖြစ်လာဖို့အလားအလာရှိတယ်လို့ပြောပြီးအမျိုးသားအဆောက်တပ်ဖွဲ့တွေစစ်လုခဲ့တာပါ Oregon ပြည်နယ်တရားသူကြီးကတပ်ဖွဲ့တွေချထားတဲ့ Trump ရဲ့စ조사မှုကိုပိတ်ပင်ခဲ့ပေမဲ့အခြားတရားရုံးကအာဏာသုံးပယ်ချခဲ့ပြီးဒီတစ်ပတ်အစောပိုင်းကတက်တွေချထားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာအသက်100နှစ်အရွယ်ရှိ Spain စစ်တပ်ရင်ကဏ္ဍဝင်ကစားသမား မန်နီယယ်အေဗရက်စ်ရဲ့မွန်းနေ့အထိမ်းအမှတ်ဖြစ်စစ်တူရင်ပြိုင်ပွဲပြုလုပ်ခဲ့ပါတယ်မက်ဒရစ်မြို့ရဲ့ဘက်ဒီဘာနာတိုမှာအေဗရက်စ်ရဲ့မွန်းနေ့အတွက်အထူးပြိုင်ပွဲပြုလုပ်ပေးခဲ့ပြီးပြိုင်ပွဲဝင်160ကျော်ပါဝင် ရှင်ပြိုင်ခဲ့တာပါအတန်း22နှစ်အရွယ်မှာစစ်တူရင်ပြိုင်ပွဲတွေဝင်ရောက်ခဲ့တဲ့ Everest ဟာအငြင်းစားအင်ဂျင်နီယာတယောက်ဖြစ်ပြီးနှစ်ပေါင်း80ကြာစစ်တူရင်ထိုးခဲ့သူဖြစ်ပါတယ် စစ်တုရင်ကစားနေအပေါ်အာယုံဆိုင်မှုနဲ့အသက်ရှင်မှုတို့ကစပိန်စစ်တုရင်အတိုင်းဝိုင်းအတွက်လေးစားစရာဖြစ်ခဲ့ပါတယ်။အဲ့ဒီအထိမ်းအမှတ်ပြိုင်ပွဲမှာ Everest ဟာကိုနစ်အရွယ်ကောင်းလေးတစ်ယောက်နဲ့စစ်တုရင်ကစားခဲ့ပါတယ်။ Everest အသက်80အရွယ်ကလေးကကျွန်တော်တို့သူ့အတွက်ချီချူးဂုံပြူပွဲတွေလုပ်ပေးခဲ့ပါတယ်လို့ပြောဆိုခဲ့ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ လီဗာပူးအသင်းစီကိုမပြောင်းရွှေ့ဖြစ်ခဲ့တဲ့အကြောင်းရင်းကိုအာဆင်နယ်ကွင်းလက်လူဇူဘီမန်ဒီကပြောသွားပါဗျ။စပိန်ကွင်းလက်ကစားသမားဟာ2023-2024ရာသီကလီဗာပူးစီပြောင်းရွှေ့ဖို့ကလပ်နှစ်သင်းချမ်းမှသဘောတူညီမှုရရှိခဲ့ပေမဲ့ဆိုစီတက်မှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့တာပါ။ကလပ်မှုတွေရရှိလာတဲ့အခါမှာပထမဆုံးမိကုံးကဆိုစီတက်မှာဆက်နေမလားမနေဘူးလားဆိုတာကအဓိကအချက်ဖြစ်ပြီးအဲ့ဒီအချိန်တုန်းကအသင်းပြောင်းဖို့မှန်ကန်တင့်တော်တဲ့အချိန်မဟုတ်တာကြောင့်အသင်းမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တာလို့ဇူဘီမန်ဒီကပြောပါဗျ။ ာဆင်နယ်ပွဲတွေကြီးရှုခဲ့ပြီးအရာအလုံးကိုသဘောကျခဲ့ကြောင်းအသင်းရဲ့စိတ်ဆန္ဒပြင်းပြမှုနဲ့ငယ်ရွယ်မှုနဲ့ကြည်နေစဉ်မှာရတဲ့စိတ်ခံစားချက်တွေကလည်းအဓိကအချက်ဖြစ်ခဲ့ကြောင်းဇူဘီမန်ဒီကပြောပါတယ်။နီးပြမီခေးအာတေတာရဲ့ခေါ်ဆိုမှုရရှိချိန်မှာတော့သူ့ရဲ့အစီအစဉ်တွေကမိမိအတွက်အကောင်းဆုံးဖြစ်စေခဲ့ကြောင်းလည်းဇူဘီမန်ဒီကပြောပါတယ်။လီဗာပူးတဲ့ဟာဇူဘီမန်ဒီကိုမခေါ်ယူနိုင်ခဲ့ပေမဲ့ Graven Bash ကိုနံပါတ်6နေရာမှာအစားထိုးကစားစေခဲ့ပြီး Premier League Champion ဆုရတဲ့အထိစွမ်းဆောင်နိုင်ခဲ့ပါတယ်ခင်ဗျာ DVB ရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ကြည့်ရှုခဲ့ရတာပါည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတော့တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ